ကျွန်တော်မိမထမင်းဘူးဒီနေ့ဘာလုပ်ပေးမလဲကြည့်အောင်လုပ်ပေးနေကြတော်တီးယား rap လေးတွေလုပ်ပေးမလို့ကိုတော်တီးယားလေးကုန်နေရတယ်အိမ်မှာပဲကိုယ့်အကိုတခါတည်းလုပ်လိုက်ပါတယ် rap လေးလုပ်ဖို့အတွက်တော့ဂျုံမုံကိုကျွန်တော်ထောပန်းနဲ့ရင်နွေးနဲ့ရောပြီးတော့နေလိုက်ပါတယ်ရင်နွေးလေးကိုတော့လူတနောက်ထည့်ပြီးပါတရားသာအတွက်တော့စားလေးနှင်းငယ်ထည့်ထားလိုက်ပါတယ်ဂျုံလေးကိုနှမ်းသက်သွားအောင်5မိနစ်လောက်နေပြီးသွားပြီဆိုရင်တော့15မိနစ်လောက်ကျွန်တော်ညှက်ထားလိုက်ပါတယ်ဂျုံလေးညှက်ထားတဲ့အချိန်မှာတော့ကျွန်တော်ရင်လေးရလောက်ထားတဲ့ဝဲဥကြောင့်နဲ့ဆန်မုံလေးကိုကြော်ထားလိုက်ပါတယ် အဲဒီကြောင့်လည်းဆယ်မွန်ကင်းနေတဲ့အချိန်မှာတော့ကျွန်တော်ကော်ပီရိုလေးကိုပပလီးပြီးတော့ဆလဲရွက်လေးကိုလည်းတင်ထားလိုက်ပါတယ်။ပြီးရင်တော့ရေးဆေးပြီးတော့ wrap ထဲမှာထည့်ဖို့ ready လုပ်ထားလိုက်ပါတယ်။ဂျုံလေးတွေ15မိနစ်လောက်နှက်ပြီးသွားပြီဆိုရင်တော့ကျွန်တော် portion ခွဲပြီးတော့အလုံးလေးတွေလုံလိုက်ပါတယ်။လုံထားတဲ့ဂျုံလုံးလေးတွေကိုကျွန်တော်ပြားသွားအောင်လို့စီပလင်းလေးနဲ့ပဲလှိမ့်လိုက်ပါတယ်။ ပြားထားပြီးသားဂျုံလေးကိုတော့ကျွန်တော်အိုးပေါ်မှာတင်ပြီးတော့ခင်လိုက်ပါတယ်ဖက်ကို second 30လောက်စီခင်ပြီးသွားပြီဆိုရင်တော့ tortilla wrap လေးတွေကရသွားပါပြီခင်ပြီးလို့ရလာတဲ့ tortilla wrap တွေထဲမှာနှစ်ခုကိုဖယ်ထားပြီးတော့ကျွန်တော်ကြံတဲ့ဟာလေးကိုအိတ်ထဲမှာထည့်ပြီးတော့သိမ်းထားလိုက်ပါတယ်ထုတ်ထားတဲ့ wrap လေးနှစ်ခုကိုတော့ဝက်ဥကြောင်းနဲ့ gobi ရဲ့ဆလက်ရွက်ရဲ့ထည့်ပြီးတော့လိပ်ပေးထားလိုက်ပါတယ်လိုက်ပြီးသား wrap နှစ်ခုတည်းကတစ်ခုကိုတော့ကျွန်တော် ချက်မင်းကြိုင်တွေကိုထည့်ပေးပြီးတော့တခုတော့မနက်စာအတွက်လုပ်ထားလိုက်ပါတယ်။မင်းကြိုင်နောက်တစ်ခုတည်းကိုတော့ဆယ်မွန်နဲ့ဝဲဥကြောင်ပူတဲ့ဟာလေးထည့်ပြီးတော့နောက်ဆုံးပန်းသီးလေးတစ်လုံးကိုလည်းလီးပြီးတော့ထည့်ပေးလိုက်ပါတယ်။